အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ AB လ17ရက်တောက်ကြနေအတွက်မောလဝတ္တခမ်းမန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်မြင်းကလေးသတင်းအနေနဲ့ဝန်တွင်မျိုးရဲ့အရှိအရှင်မြောက်ဖက်ကိုမိုင်ခန့်အကွာ အနက်23ကီလိုမီတာအင်အား3ရီတာစကေးအဆင့်ရှိတဲ့မြင်းကလေးငယ်တစ်ခုဒီကနေ့မြမစံတော်ချိန်မနက်8:43မိနစ်မှာလှုပ်ခတ်သွားခဲ့ပါတယ်ဒါအပြင်ဒီကနေ့မနက်9:02မိနစ်အချိန်မှာလည်း တောင်ကုန်မြို့ရဲ့အနောက်အနောက်မြောက်ဖက်73မိုင်ခန့်အကွာကိုဗဟိုပြုပြီးအနက်73ကီလိုမီတာအင်အား၄.၃ရီတာစကိန်းနဲ့အင်အားအသင်အသင်ရှိတဲ့မြင်းကလေးငယ်တစ်ခုလောက်ခတ်သွားခဲ့ပါတယ်။ဘင်္ဂလားပင်လယ်မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်ဟာဘင်္ဂလားပင်လယ်အလဲပိုင်းမှာတဖြည်းဖြည်းအားလျော့သွားပြီးနောက်အထက်လေဝေးလိုင်းတွေကနောက်နှစ်ရက်သုံးရက်မှာမြန်မာနိုင်ငံဘက်ကိုဆက်လက်ရွေ့ရှားသွားနိုင်မယ်လို့မိုးလေဝသပညာရှင်ဝန်ထမ်းကပြောပါရယ်။လက်ရှိအချိန်မှာလေပြင်းနဲ့ရေဝန်ဟာ စစ်တွေမြို့အနောက်တောင်ပိုင်းမိုင်၄50ခန်းအကွာဘင်္ဂလားပင်လယ်အနောက်အလဲပိုင်းနဲ့အနောက်မြောက်ပိုင်းမှာဆက်လက်တည်ရှိနေစေဖြစ်ပါတယ်။အဲ့ဒီလီဘီယာနဲ့ရေဝုန်ရဲ့အရှိန်နဲ့အထက်လေဝေးလိုင်းတွေကြောင့်ဒီကရီကနေ14ရက်နေ့အထိမြန်မာတိုင်းငံလုံးမှာမိုးအနှင်းငယ်ကနေအထင်အထင်ရွာသွန်းနိုင်မှာဖြစ်ပြီးရခိုင်ကယိုးရဲနဲ့ရခိုင်ပြည်မြောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နေပြည်တော် မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတွေမှာမိုးအသင်းသင်းကနေမိုးများနိုင်တယ်လို့ဥဝင်နိုင်ကခန့်မှန်းထားပါတယ်။ဒီကနေ့ညနေအထိစကိုင်းတိုင်းတနင်္လာရီတိုင်းကချင်ပြည်ကရင်ပြည်နဲ့မွန်ပြည်တို့မှာနေရာစိတ်စိတ်ချင်းပြည်ရခိုင်ပြည်ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာကျကျဲနဲ့ချင်းပြည်နယ်နဲ့တိုင်းတို့မှာနေရာကွက်ကြားမိုးတချုံရွာမှာဖြစ်ပြီးရွာရင်ရာနှုန်း80ဖြစ်ပါတယ်။ကရင်ပြည်ချင်းပြည်မွန်ပြည်နဲ့ရခိုင်ပြည်တို့မှာ မိုးတိမ်နှောင်းတွေဖြစ်ပေါ်နေပြီးအဲ့ဒီမိုးတိမ်နှောင်းတွေရွေရှားရတဲ့ရှောင်းမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စစ်လက်ခြင်းမိုးသီးကျွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမိုးစလားကအကြံပြုထားပါတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းတင်ကနေတိမ်ထွက်ထနေပြီးမြမပင်လယ်ပြင်မှာတော့လှိုင်းအသင်းတင်ရှိပါမယ်။လှိုင်းမြမကံရိုတန်တလျှောက်နဲ့ကံလွန်ပင်လယ်ပြင်တို့မှာ 9ဘီကနေ10ဘီကန့်ရှင်နိုင်ပါတယ်။နောက်နှစ်ရက်အတွင်းပြည်내နဲ့တိုင်းအားလုံးတို့မှာနေရာစစ်စစ်ကနေနေရာအနှံပြမုံထစ်ချုံရွာပါမယ်ရှင်။ကျမနည်းနည်းပါ